အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ Redmi Xiaomi phone တွေတော်တော်များများအဖြစ်များကြတဲ့ဒီ install တင်တဲ့နေရာမှာဒီပုံမှာပြထားလို့ပေါ့နော်အဲဒီလိုမျိုးတွေဂျုံရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အခုပြောထားပြရတဲ့နီလန်းလေးတိုင်းအဲလိုက်လုပ်ကြည့်လို့ရပါတယ်ဒါကတော့ကျွန်တော်ကို Telegram မှာမေးထားတဲ့ညီကိုတယောက်ပို့ထားတာကိုကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်အားလုံးတည်ရအောင်ကျွန်တော် share လုပ်ပေးရပဲဖြစ်ပါတယ်ဗျ အာဒီနီလန်ကအားလုံးလုံးဝပြားတရားရိုင်းတော့အဆင်ပြေတယ်အဲ Redmi Xiaomi ဖုန်းတွေပေါ့ China တော်တော်များများပေါ့နော်အာဒါကြောင့်မို့လို့အားလုံးလည်းတီးရအောင်ကျွန်တော် share လုပ်ပေးခြင်းပဲဖြစ်ပါတယ်ဗျအဲဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ Xiaomi TV Pro မှမဟုတ်ဘူးပေါ့နော်တခြားကျွန်တော်တို့ APK တွေအဲပြင်ပ software တွေတင်တဲ့အခါမှာသူတို့ကအဓိကကတော့ကျွန်တော်ဟိုဘိုင်းရဲ့ advice ရဲ့စစ်တဲ့သဘောမျိုးလို့ပြောရမှာပေါ့နော် ဆိုတော့ဒီဗီဒီယိုမှာအဲအရာလေးပြောပြပေးထားပါရယ်ဒီလေးကိုဆုံးအောင်ကြည့်မယ်လို့ပြောလဲပါတယ်ဗျအာကျွန်တော် channel လေးကိုလည်း Lion Subscribe လုပ်ရတယ်ဆိုလို့ရှိရင်တော့ Lion Subscribe လေးနဲ့ API ကြားဖို့တောင်းဆိုပါရစေဗျ။အဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင်။အရင်ဆုံးကျွန်တော်အနေနဲ့ setting နဲ့ကိုတစ်ချက်သွားပြရပါမယ်။ setting နဲ့ကိုသွားပြလို့ရှိရင်ကျွန်တော် my device ဆိုတာရှိပါရစေဗျ။အဲ my device ထဲကိုတစ်ချက်ဝင်ပြလိုက်ပါ။အဲဒီနေရာမှာတခုပြောချင်တာကတော့ ကျွန်တော်တို့ဒီနောက်ဆုံး version နောက်ဆုံး phone တွေနောက်ထပ် phone တွေပေါ့နော်အဲ့မှာ hyper os တွေဖြစ်နေပါတယ်အဲ့ဒါကတော့ကျွန်တော်တို့နောက်ဆုံး version တင်ထားတဲ့အတွက်ဖြစ်ပါတယ်ဗျာအရင်ဆုံးက phone တွေကတော့ကျွန်တော် mi ui version ဆိုပြီးပေါ်လိမ့်မယ်ပေါ့နော်အဲဒီက diploma option ဖွင့်ပြရမှာဖြစ်ပါတယ်အဲ diploma option ဖွင့်ဖို့အတွက်ကျွန်တော်တို့ MIUI version တို့မဟုတ် OS version ကိုခုနှစ်ချက်စစ်တိုက်လေးနှိပ်ပေးလိုက်ပါအဲဆိုလို့ရှိရင် diploma option ဖွင့်သွားပါလိမ့်မယ် အဖွင့်ပေးပြီဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ additional setting တွေကိုတစ်ချက်ဝင်ပေးရပါမယ်။ပြီးရင်ကျွန်တော် diploma option တွေကိုတစ်ချက်ဝင်လိုက်ပါ။ကျွန်တော်အောက်ဆုံးဒီဆွဲပေးသွားလိုက်ပါ။ဒီမှာ town assistant optimization ဆိုတာရှိပါတယ်။အနေအရာကိုအခုလိုမျိုးလေးပိတ်ထားပေးလိုက်ပါ။ no default no default ဆိုတာလေးကိုလည်း off ထားပေးလိုက်ပါ။ဒါကတော့ကျွန်တော် off ထားတဲ့အတွက် ပြပေးထားပဲဖြစ်ပါတယ်ဆိုတော့အဲ့ညာလေးကိုပိတ်ထားပဲဆိုလို့ရှိရင်တော့အဓိကဂျုံနေရတဲ့ install တင်မြရတဲ့ပြဿနာတွေကိုဖြေရှင်းပြီးတော့ဖြစ်သွားပါလိမ့်မယ်ဗျာအလုံးအစင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ဒါကတော့ Xiaomi Redmi ဖုန်းတွေ stable ဖုန်းတွေအတွက် install တင်မြရတာကိုဖြေရှင်းတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်အလုံးအစင်ပြေကြမယ်လို့မျှော်လင့်ပါတယ် ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကမိတ်ဆွေတို့ရဲ့အကျိုးရှိရဆိုလို့ရှိရင်တော့ကျွန်တော် channel လေးကို like and subscribe လေးနဲ့အပိကကြကိုထပ်ပြီးတောင်းဆိုပြရစီဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ပေးကြမယ်ဗျာ